အလုံးမင်းမင်္ဂလာပါရှင်ရှင်ရင်က channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်မနက်ဖြန်နိုဝင်ဘာလ9ရက်နေ့အတွက်နောက်ဆုံးရမလို့သားကြိုတင်ခမ်းမန်းချက်များကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ပထမဆုံးအနေဖြင့်မူလဝတ္တနှင့်ဇလဗရညွန်ချမှုဦးစီးဌာနမှနောက်ဆုံးထုတ်ပြန်ထားသောတိုင်ဖွန်းမုန်တိုင်းခမ်မီဂီအနောက်ဆုံးရသတင်းထူများကိုတင်ပြပေးပါမယ်။ယနေ့မြန်မာစံတော်ချိန်19:30ချိန်တိုင်းထွားချက်များအရတောင်တိယပလဲပြင်းတွင်ဖြစ်ပေါ်နေသောတိုင်ဖွန်းမုန်တိုင်းခမ်မီဂီသည် အနာဘတ်သုံးရွေလျားခဲ့ပြီး VNN နိုင်ငံကွေညံမြို့ဤအရှိအရှိတောင်ပဲရေမိုင်း90မိုင်ခန့်အကွာပင်လယ်ပြင်ကိုဗဟုပြူနေပါတယ်တိုင်ဖွန်းမုန်တိုင်းခမီဂီတီနီယာဘိုဂျက်လီဖီယာနဲ့လေတိုင်းတို့အဆိုပါတိုင်ဖွန်းမုန်တိုင်းခမီဂီစီမြန်မာစံတော်ချိန်15:30ချိန်မြောက်လက်တီကျု73.3ဒီဂရီနဲ့အရှိလောင်ကြီးကျု130.9ဒီဂရီရင်ရှိပြီးဘိုဂျက်လီဖီအား 935ဟက်တိုပါစကယ်နဲ့အမြင့်ဆုံးလေတိုင်းတို့မှာတနာရီနေ့မိုင်130နှုန်းခန့်ဖြစ်ပါတယ်။နောက်24နာရီတွင်ခမ်းမန်းချက်အဆိုပါတိုင်ဖွန်းမုန်တိုင်းခမ်းမီကြီးသည်အနောက်နောက်မြောက်ဘက်သို့ရွေ့လျားနိုင်ပြီးယနေ့ညပိုင်းတွင်ဗီယက်နမ်နိုင်ငံကမ်းခြေကိုဒါနန်မြို့ဤတောင်ဘက်၊ကွီညန်းမြို့အနီးမှဖြတ်ကျော်နိုင်သည်ဟုခန့်မှန်းရပါတယ်။ထုံမတက်စင်အနာအနာမြောက်ဘက်သို့ရွေ့လျားနိုင်ပြီးနောက်24နာရီတွင် VNN နိုင်ငံနဲ့လာအိုနိုင်ငံနဲ့စစ်ဒေသတို့ကိုအားကောင်းသောပူပိုင်မှုနိုင်ခမေကီရဲ့ဖြစ်ဖြစ်ဆက်လက်ဖြတ်ကျော်နိုင်သည်ဟုခံမှန်းရပါသည်။သတိပေးနှိုးဆော်ချက်အဆိုပါတိုင်ဖွန်းမုန်တိုင်းခမီဂီမှာပြတ်ထွက်လာသောတိမ်တိုင်များကြောင့်၈ရက်၁၇လ၂၀25ရက်နေ့မှာ၁ရက်၁၇လ၂၀25ရက်နေ့တွင်နေပြည်တော်ရန်ကုန်တိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊အေအော်တီတိုင်းဒေသကြီး၊တနင်္သာရိုင်တိုင်းဒေသကြီး၊ကယားပြည်နယ်၊ကရင်ပြည်နယ်၊မွန်ပြည်နယ်၊ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်းနဲ့အရှေ့ပိုင်းတို့တွင်နေရာစိစိမှနေရာအနှံပြားမှုထစ်ဆုံရပြီးအထုဒေသများတွင်ဒေသအလိုက်နှင့်နေရာကွက်ရေမှုကြီးခြင်းများဖြစ်ပေါ်နိုင်ပါသည်မြဝကျမမုဒမကွေမွန်တနင်္သာရီကန်ရန်တရှာနှင့်ကန်လွန်ပလဲပြင်းတို့တွင်တခါတည်းရန်မိုးသက်လီပြင်းများကြာရောက်ပြီးလှိုင်းသင်တင်မှလှိုင်းကြီးနိုင်ပါသည်မိုးသက်လီပြင်းကြာစဉ်ရေပြင်းမြေပြင်းလေးသည်တနအီလ25မိုင်မှမိုင်30အထိတိုက်ခတ်နိုင်ပါသည် လိုင်းအမြင့်မှာမြေဝါကျွန်းမမုဒ္ဒမာကွေမွန်တနင်္သာရကန်နဲ့တခြားနယ်ကလွန်ပလဲပြင်းတို့တွင်ခုနှစ်ပေမှကိုပေခန့်ရှိနိုင်ပါသည်တို့ဖြစ်ပါ၍မိုးသေးထန်စွာရသွန်းခြင်းနဲ့တူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးကြိုးပစ်ခြင်းလျှက်စီးလက်ခြင်းနဲ့မိုးတိကျခြင်းလျှက်တပြတ်ရေကြီးခြင်းနဲ့မြေပြိုခြင်းစသည့်တမောဘီယန်နေရများဖြစ်ပေါ်နိုင်တာကြောင့်အဆိုပါဒေတာများအနည်းရှိ ကုန်မြင့်ဒေတာအနည်းတွင်နေထိုင်ကြသူများအနည်းဖြင့်မြေပြိုမှုအနည်းငယ် ညင်ငယ်ချောင်းငယ်များအနေနဲ့နေထိုင်ကြသူများအနေဖြင့်ရေကြီးရေရှမ်းမှုများကိုကြိုတင်သတိပြုရှောင်ရှားနိုင်ပါရန်နှင့်ပြည်ရင်းရေကြောင်းသွားလာရင်လေကြောင်းပြန်တန်းရင်နဲ့ဆယ်မြောင်းတတမများအနေဖြင့်လိုအပ်သည့်များကြိုတင်ပြင်ဆင်ဆောင်ရွက်ထားနိုင်ပါရန်သတိပေးနှိုးဆော်အပ်ပါသည်ဆလဘင်တဖမွန်တိုင်းခမေကြီးအတင်းကြံများကြောင့်နွန်ဘာလ10ရက်နေ့မှ12ရက်နေ့တွင်မူရတီအီနာဆောင်နှုတ်ဆက်မှုများရွာသွန်းနိုင်ပါသည် ဧရာဝတီတိုင်းရန်ကုန်တိုင်းပဲခူးတိုင်းရခိုင်ပြည်နယ်တွေမှာနေ့စဉ်မိုးရေချင်းအများဆုံးရသွန်းနိုင်ပြီးနေရာကွက်၍မိုးသည်ထန်းခြင်းများရှိနိုင်တာကြောင့်ရိတ်သိမ်းပြီးရိတ်သိမ်းစေစပားခင်းများတည်ထားကြရပါမယ်။စပားပဲကျဲပတ်ဆိုင်ပြူလို့သည့်တောင်သူများနေဖြင့်နိုဘာလ12ရက်နေ့နောက်ပိုင်းမှာမိုးရွာနေမှာဖြစ်လို့မိုးများနိုင်သေးထနိုင်သောပြည်နယ်တိုင်းလေးခုမှာတောင်သူများနေဖြင့်12ရက်နောက်ပိုင်းမှာကျဲပတ်ဆိုင်ပြူရာပြူလို့တင်ပြီး မိုးနှင်းနိုင်သည့်ပြည်နယ်တိုင်းများမှတောင်သူများသည်ရိတ်သိမ်းစဘာတိနံများအမိုးအကာအောက်ရောင်ရံပြင်ဆင်ပြီးလင်းပဲစဘာကျဲပတ်စိုက်ပျိုးရန်အချိန်သင့်မီဖြစ်ကြောင်းအကြံပြုတင်ပြလိုပါသည်ဆလပီမုံတိုင်းမိုးသဲထန်စွာရသွန်ချင်းကြောင့်မြေကြီးချင်းသတိပေးချက်များနဲ့မြေကြီးချင်းများကိုပြောပြပေးသွားပါမယ်။ယနေ့6ရက်7လ2025ရက်နေ့နနက်6:00ခွဲအချိန်တိုင်းတာချက်မြေကြီးချင်းနေတင်ပြပေးလိုက်ပါရစေ။မြေကြီးနားမြေ တပေခံပြန်တဲ့မိကညနေမှ12နာရီတွင်မြေကြီးနာမြို့ဤမိကမြင့်ဆုံးပူချိန်26.3ဒီဂရီစင်တီဂရိတ်ယနေ့အနေဆုံးပူချိန်27.3ဒီဂရီစင်တီဂရိတ်ဖြစ်ပါရဲ့ရှင်မြေကြီးနားမြေသည်ဆွေးရင်မှ8000စင်တီမီတာသို့ရရှိရန်26ပေခွဲကြောခန့်အလိုရင်းရရှိနေပါသည်။မြေ၏အတက်ကြပုံမှန်နေထားခန့်မှရှိနေပါမည်။ထုခဲမြေကြီးနိုင်သည့်အချိန်နှင့်မတွေ့ရှိသေးပါရှင်။ မြကြီးနာမည်အဝင်စုစုပေါင်း၈ပွေခွဲကျော်ခန့်မြင့်တက်ခဲ့ပြီးဖြစ်ပါသည်။31ရက်ဇင်လ2025ရက်နေ့နေ့လယ်ပိုင်းမှစတင်ပြီးပြပြချင်းမြင့်တက်ခဲ့ပါသည်။မနေ့ကနေ့လယ်ပိုင်းချိန်ထိစုစုပေါင်း၅ပွေခွဲကျော်ခန့်ပြောင်းလဲကျဆင်းခဲ့ပြီးရနောက်ယနေ့နံနက်ပိုင်းတွင်တပေခန့်ပြောင်းလဲမြင့်တက်ခဲ့ခြင်းဖြစ်ပါသည်။နောက်ထပ်အနေငယ်ထပ်တန်းနိုင်ပြီးယနေ့နေ့လယ်ပိုင်းနှင့်ညနေပိုင်းတို့တွင်ပြောင်းလဲကျဆင်းနိုင်ပါသည်။အေယဝတီမြင့်အထက်ပိုင်းမှာမိုးအားနှဲငယ်ရှိနေပါသည်။ ရန်ဖန်ရန်ခါ EOD မြေဆုံထက်ပိုင်းမှာနေရာခွဲ၍မိုတဲထန်ဆွာရသွင်းခြင်းများကြောင့်မြစည်းနှမြေကြဆင်းနေရာမှပြန်တလာခြင်းအကြိမ်ကြိမ်ဖြစ်ပေါ်နေပါအောင်မယ်။သကိုင်းတိုင်းဒေသကြီးအထက်ပိုင်းကချင်ပြည်နယ်တစ်ခုလုံးမြမပြည်မြောက်ပိုင်းစုဒေသများနဲ့ EOD မြေအထက်ပိုင်းမိခမြေနဲ့မိခမြေဝန်ဒေသများမှာမိုးတိမ်တောင်ဖြစ်ထွန်းမှုအားနေငယ်ရှိနေပါတယ်။အေယဝတီမြို့တရှာနှင့်ချင်းနှမြို့တရှာမြေကန်နှင့်မြင်းနေဒေသများနှင့်မြင်းနုကျွများတွင်စိုက်ပျိုးလကိုင်းနှင့်ထိုင်ကြသောတောင်သူများနှင့်ရေလုံသားများ အေဝတီမြင့်ကြီးကိုအမိပြုနေထိုင်ရှာဖွေစားသောက်နေကြတော့မိဘပြည်သူများအလုံးသိရှိနိုင်ပါရန်အတွက်တင်ပြပေးလိုက်ပါတယ်။ချင်းနှမြင့်ရဲ့ချင်းနေကန်ဒီမြင့်ရဲ့ငါလက်မခန့်ထက်တန်မိကညနေမှ12နာရီတွင်မုံရွာမြင့်ရဲ့ငါလက်မခန့်ထက်တန်မိကညနေမှ12နာရီတွင်ကန်ဒီမြင့်ရဲ့နောက်ထပ်အနေငယ်ထက်တနိုင်ပြီးယနေ့ညပိုင်းနဲ့မနေ့ပိုင်းနဲ့နေ့ပိုင်းတို့တွင်ပြောင်းလဲကြစဉ်ဟုံမလင်းဖောင်းပြင်းနဲ့မော်လိုက်မြေတို့မှာဖြည်းဖြည်းချင်းဆက်လက်တန်နေပါမယ်။ ကလေးဝမင်းကင်းနဲ့ကဏီမြို့မြေတို့မှာဖြည်းဖြည်းချင်းဆက်လက်တန်နေပါမယ်။အေယဝတီမြို့ရဲ့ချင်းနေအေယဝတီမြို့တဲရှောင်းမြို့မျိုးအလုံးနဲ့မြို့အစင်လိုက်မြည်ရပြန်လဲမြင့်တက်လာမှာဖြစ်ပါရဲ့ရှင်။ဗမော်မြို့ရဲ့ဖြည်းဖြည်းချင်းဆက်လက်ကြဆင်းနေပါရယ်။မနက်ဖြန်နဲ့ပိုင်းတွင်ပြန်လဲမြင့်တက်လာနိုင်ပါရယ်။ရွှေကူမြို့မြည်ရင်ဖြည်းဖြည်းချင်းဆက်လက်ကြဆင်းနေပါဦးမယ်။မနက်ဖညာပိုင်းတွင်ပြန်လည်မြင့်တက်လာနိုင်ပါ रे ကတာမြို့မြည်ရင်ပြပြချင်းဆက်လက်တန်နေပါဦးမယ် ယနေ့ညပိုင်းနဲ့မနက်ဖြန်နဲ့ပိုင်းတို့တွင်ပြန်လည်ကြာဆင်းလာနိုင်ပါသည်။ညရီအဝင်စုစုပေါင်း9ပေကျော်ခန့်မြင့်တက်ခဲ့ပြီးဖြစ်ပါသည်။ထီချိုင်းတပိတ်ချင်းမန္တလေးစကိုင်းမြင်းမှုပခုတ်ကူညာဦးချောင်းမြို့မင်းဘူးမကွေနဲ့အောင်လံမြင့်ရီတို့မှပြပြချင်းဆက်လက်တက်နေပါအောင်မယ်။ပြည်မြို့မြင့်ရီအနှိမ့်ငယ်ထက်ကြနိုင်ပြီးယနေ့နေ့လယ်ပိုင်းတွင်ပြန်လည်မြင့်တက်လာနိုင်ပါသည်။စိတ်သာမြင့်ရီပြပြချင်းဆက်လက်ကြာဆင်းနေပါသည်။ယနေ့ညပိုင်းနဲ့မနက်ဖြန်နဲ့ပိုင်းတို့တွင်ပြန်လည်မြင့်တက်လာနိုင်ပါသည်။ ြင်သရမြင့်ရင်ဖြည်းဖြည်းချင်းဆက်လက်ကြဆင်းနေပါတယ်။ဇလုံမြို့မြင့်ရင်ဖြည်းဖြည်းချင်းဆက်လက်ကြဆင်းနေပါတယ်။အေယာဝတီမြင့်ရင်မြင့်တက်မှုကို24နိုင်ဆောင်ကြည့်တင်ပြပေးနေပါတယ်ရှင်။ထူးခြားမှုရှိလားလဲအချိန်နဲ့တပြေးညီတင်ပြပေးသွားပါမယ်။ဆက်လက်ပြီးမက်ဖြန်မိုးလေဝသအခြေအနေဘယ်လိုရှိမလဲ။ဘင်္ဂလားပြည်အော်မှာဘာတွေဖြစ်နေမလဲဆိုတဲ့အခြေအနေသေးစိတ်ကိုကြည့်လိုက်ကြရအောင်။2025ခုနှစ်နိုဝင်ဘာလ6ရက်နေ့ညနေ6:00နာရီချိန်ထုတ်ပြန်ချက်ရ။မင်္ဂလာပြည်အောင်ချင်းနေ ကပလီပလင်ပြင်းနဲ့မင်္ဂလာပလင်အော်တာမိုင်းတို့ရင်တရင်တဲ့တဲ့ဖြစ်ထွန်းနေပြီ။ကြံမင်္ဂလာပလင်အော်ရင်တရင်နှင်းငယ်ဖြစ်ထွန်းနေပါရယ်။ထူးခြားသည့်အခြေအနေယနေ့မြန်မာစံတော်ချိန်12:30အချိန်တိုင်းထွာချက်များအရတောင်တူပလင်ပြင်းနဲ့ဖြစ်ပေါ်နေသောတိုင်ဖွန်းမုန်တိုင်းခမ်မီကြီးသည်နာဘတ်တူရီလျာခဲ့ပြီးဗီယက်နမ်နိုင်ငံဒါနန်မြို့၏အရှိတောင်ဘက်ရေမိုင်း240မိုင်ခန့်အကွာပလေပြင်းကိုဖူးပြနေပါတယ်။အစမတိုင်ဖုန်းမုန်တိုင်းခံမိကြီးသည့ အနာနာမြဘတ်သုံးရီလျာနိုင်ပြီးယနေ့ညပိုင်းတွင် VNN နိုင်ငံကမ်းခြေကိုဒါနန်းမြို့ဤတောင်ဘက်မှဖြတ်ကျော်နိုင်သည်ဟုခန့်မှန်းရပါသည်။ထို့မှတဆင်အနောက်အနာမြဘတ်သုံးရီလျာနိုင်ပြီးနောက်နှစ်ဆက်လီနိုင်တွင် VNN နိုင်ငံနှင့်လာအိုနိုင်ငံနှင့်စက်ဒေတာတို့ကိုအားကောင်းသောအပူပိုင်းမုံတိုင်းခမေကြီးအဖြစ်ဖြင့်ဖြတ်ကျော်နိုင်သည်ဟုခန့်မှန်းရပါသည်။မနက်ဖြန်နံနက်ထိခန့်မှန်းချက်မန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနှင့်ရခိုင်ပြည်နယ်တို့တွင်နေရာကွက်ကြား ဘကိုးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအထက်ပိုင်း EOD တိုင်းဒေသကြီးချင်းပြည်နယ်နဲ့ရှမ်းပြည်နယ်အရှေ့ပိုင်းတို့တွင်နေရာကျဲကျဲနေပြီးတော့ရန်ကုန်တိုင်းဒေသကြီးကယားပြည်နယ်နဲ့ရှမ်းပြည်နယ်များပိုင်းနဲ့တောင်ပိုင်းတို့တွင်နေရာစိစိနဲ့ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တို့တွင်နေရာအနှံ့ပြားမှုထစ်ချုံရမည်ရွာရင်ရုံဖြစ်ဖြစ်ပါလေရှင်ဟုတ်ကဲ့ပါရှင်ဒီကနေ့တင်ဆက်ပေးမှုအစီအစဉ်ကတော့ဒီလောက်နဲ့ပဲဆုံးသတ်လိုက်ပါပြီ။နောက်ဆက်ပြီးခဲ့ကြတဲ့ပရိသတ်များအားလုံးကိုစိတ်နှပြကျန်းမာရှင်လန်းကြပါစေရှင်။ ကျမတို့ရဲ့ channel လေးကိုလည်း like and subscribe လေးပြုလုပ်သွားပေးခဲ့ကြပါဦးနော်အားလုံးကိုကျေးဇူးတင်ပါတယ်